သူပဲလို့တောင်းကြတော့ခိုင်းတယ်ဘာသာတရားကမ်းရှောက်မှုရောမိဘပေါ်မှာတိတက်မှုရောစာပေစူးစမ်းမှုရောဘာမှကိုပြောပြရတယ်မလို့အောင်ပြည်တုံးလဲပုံမပေးထားတဲ့တာဝန်တွေအကုန်လုံးကျင်းမောင်းလုပ်ခဲ့ခဲ့ရမနော်သူတို့ရဲ့တင်ပြမှုကောင်းကြောင်နဲ့တမိတီစင်ရောက်ခဲ့ရပါဒီစာချက်ချက်ထိမှာဘယ်လောက်တောင်ခက်ခဲတယ်ဆိုတော့ဒီခုလိုက်လို့မြင်တဲ့ဆိုလာမီလေးတွေပေါ့အဲ့ဒီပြန်ခွဲချက်မှာတော့ဝယ်တယ်အဲ့တော့ညကြာဆိုလာမီရဲ့မိုးရွာတဲ့ခါကျမီးကမလင်းဘူးအဲ့တော့မလင်းတဲ့ခါကျဖုံးမီလေးနဲ့ချိရရှာတယ်ပေါ့နော်ကလေးတွေပြုစုပြုထောင်တဲ့ခါမှာ တခြားသင်တန်းတွေနဲ့မတူဘဲနဲ့ကျွန်တော်တို့တစ်နှစ်ပတ်လုံးဗုဒ္ဓဆရာပြီးပဲသင်ပါတယ် တုနန္ဒဗုဒ္ဓမမကဆရာတော်လို့ခေါ်ပါတယ်။ဒီစုကတော့ဆရာတော်ဗုဒ္ဓမမကရေကြီးမှုတင်တဲ့အတွက်တော်ကောင်းဒီအေဂျန်တာရွက်ကွက်အင်ဂျင်300ဒါရမကပဲနဲ့ဝိသရပိတ်မှန်ဘိုးကြီးဒါပရိယတိစာတင်တဲ့ကိုစားလဲပြုတယ်ပေါ့နော်။နောက်ပလဲမြို့နယ်လှိုင်းကျေးရွာမုံတင်ကျေးရွာအောင်ချင်းချောင်းတိုက်ကျဲကိုစားပြုတယ်ပေါ့။နောက်ချိုးကုန်းမိုးညိုချိုးကုန်းကျေးရွာမိုးညိုထိန်တော်ချိုးကုန်းကျေးရွာလည်းကိုစားပြုတယ်လှိုင်းသာမြို့နယ်လည်းကိုစားပြုရံမုံတိုင်းလည်းကိုစားပြုနေရပြန်ထပ်ထိုက်တန်တန်ရရှိကြတာပေါ့နော်။အဲ့တော့ရရှိတဲ့အဆင့်နဲ့ဖြတ်တန်းတဲ့ခါမှာဆရာတော်တို့ဒီကလေးတွေ ပြုစုပြောင်းထောင်တဲ့အခါမှာတခြားသင်တန်းတွေနဲ့မတူဘဲနဲ့ဆရာတော်တို့တစ်နှစ်ပတ်လုံးဗုဒ္ဓစာပေပဲသင်ပါတယ်။ရောက်လာတဲ့ကျောင်းသားကိုဆရာတော်တို့ကလည်းရင်းစသည်လည်းရင်းအရင်လေးလေ့ကျင့်ပါလေ့ကျင့်ပြီးမှကျောင်းသားတွေကိုလည်းရင်းပိုင်နိုင်ပြီးတော့မှတဆင့်တက်ပြီးတော့လေ့ကျင့်ပြီးတော့တပည့်အတန်းပဲရောက်ရောက်အဲ့လိုရောက်တဲ့အခါမှာဒီကလေးတွေကတစ်နှစ်ပတ်လုံးလက်ချိုးသားရတယ်။နွေရာသီမှာကျောင်းပိတ်လိုက်တာနဲ့ကန့်သွန်းလိုက်တယ်ပေါ့။ကျောင်းမှာအိတ်ကျောင်းမှာစားအနေနဲ့ကန့်သွန်းပြီးရောဆရာတော်နဲ့အတူ ဆရာမဆရာဆရာမခုနှစ်ယောက်ပေါ့နော်ခုနှစ်ယောက်တာဝန်တည်ပြီးဟိုတင်ခဲ့တယ်တင်ခဲ့တဲ့ကဆရာတော်တို့အဓိကကလေ့ကျင့်ခန်းများများလုပ်ခဲ့တော့ပေါ့နော်လေ့ကျင့်ခန်းများများလုပ်ခဲ့တယ်နောက်အပိုင်းပိုင်းလိုက်အပိုင်းလိုက်ဖွဲ့ပြီးတော့စီမံခန့်ခွဲပြီးတော့ပါဠိတာဝန်ရအပိုင်းကတာဝန်ပါဠိနဲ့ဆရာမဘိဓမ္မာတာဝန်ရမယ်သူကအဓိကမှာတော်မှာဘုရားဝင်ကိုပိုင်တဲ့ပုဂ္ဂိုလ်ကဘုရားဆရာမဆိုပြီးတော့အတိအသေးခွဲကြပြီးတော့ဒါလေ့ကျင့်ပြုလုပ်ပြောထောင်ခဲ့ပေါ့ပြုလုပ်ပြောင်းတဲ့အခါမှာညာနာတုတ္တရဆိုတဲ့ဘုရားပြိုင်ပွဲဒွါရသမအချိန်မြောက် ရွေးချယ်ဆာမဝဲကိုဒီကျောင်းတိုက်ကကျောင်းသားအလဲတန်းမှာ20သွားဖြစ်တယ်ပေါ့နော်20သွားဖြစ်တဲ့ခါမှာဘုန်းတို့လက်ရှိနိုင်ငံဝင်ကျောင်းထဲကိုပြန်မဝင်ကျောင်းသားအဖြစ်6ရောက်တက်ခဲ့ပြီးတော့ဂုံတို့အောင်ရိုးအောင်ကြာဆုံးသူမရှိခဲ့ပါဘူးအဲ့မှာတက်တဲ့ခါနောက်တစ်စင်းသူတို့တနင်္ဂနွေလုံး58ရောက်ရွေးချယ်တဲ့ခါမှာဆရာတို့ကျောင်းက6ရောက်တက်ခဲ့ပါတယ်အဲ့ဒီ6ရောက်ကနေမှာတစ်စင်းဆရာတို့ကျောင်းမှာ 58ယောက်ကိုဆက်ပြေးဖြေတဲ့အခါအယောက်30တဲမှာဆရာတို့ကျောင်းသားများကနောက်ဆင့်တက်ပြီးတော့အဲဖွဲရသွားတာ9ယောက်ပေါ့နော်ဖွဲရသွားတာ9ယောက်ရရှိပါတယ်အဲ့ဒီနေရာမှာအယောက်30ကိုဆက်ဖြေတဲ့အခါမှာဆရာတို့ကျောင်းကနောက်ထပ်3ယောက်ဆက်တော့ဆက်တက်သွားပါလို့တော့ကနေနောက်ထပ်ဆက်ပြီးတော့6ယောက်ထဲရွေးတဲ့အခါမှာ10ယောက်ထဲမှာ10ယောက်ရွေးတဲ့အခါမှာအဲ10ယောက်ထဲ3ယောက်ပါတယ်ပေါ့အဲ့ဒီ3ယောက်ကနေ6ယောက်ရွေးတဲ့အခါမှာဆရာတို့ကျောင်းကနောက်ထပ်2ယောက်ပါ2ယောက်ကအဲသရုတ်ထကြီးရတဲ့အမတ် မှုကျင်စဉ်နဲ့ပထမဆုံးရတဲ့အမှတ်ရှိကြပြီဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကနောက်တစ်ကြောင်းမှာသင်တန်းနည်းပြဆရာဆုနှစ်ခုပြခဲ့ပါတယ်နောက်ရန်ကုန်တိုင်းစာပြဌာနအငယ်တန်းပထမဆုံးလည်းရရှိခဲ့ပါတယ်အဲ့တော့ဒီလိုအောင်မြင်ဖို့ရအတွက်ဆရာတော်ကဆယ်နှစ်တိုင်တိုင်ကြိုးစားခဲ့ရပါတော့နော်ဒုတာဆောင်နေပြန်ခွင့်မှာဆရာတော်ပထမဆုံးတစ်ခါမှမရရှိခဲ့ပါဘူးမရရှိခဲ့တဲ့သူဆရာတော်တို့စိတ်မပြတ်ဖက်နဲ့ဆရာတော်ဆိုရင်ဟိုကြောင်းတက်ကလည်းဒီကိစ္စကိုမြင်တဲ့အတိုင်းပဲတီထောင်ကလေးကာလဖြစ်တဲ့တော့လမ်းလည်းမရှိဘူးမီးလည်းမရှိဘူး မိစားကြက်ကြက်တည်းမှာဘယ်လောက်တောင်ခက်ခဲလဲဆိုတော့ဒီခုလိုက်လို့မြင်တဲ့ဆိုလာမီးလေးတွေပေါ့အဲ့ဒီပြန်ခွက်ချက်မှာတွားဝယ်တယ်အဲ့တော့ညကြာဆိုလာမီးရဲ့မိုးရွာတဲ့ခါကျမီးရမလင်းဘူးအဲ့တော့မလင်းတဲ့ခါကျဖုံးမီးလေးနဲ့ကြည့်ရရှာတယ်ပေါ့နော်ည7နာရီထုတ်ထိနေရပြီးတော့မနေ့၄နာရီထုတ်ဖေးရထားတယ်ထားပြီးတဲ့ခါမှာတမင်းစားချိန်ကိုအားလုံးပေါင်းမှာမိနစ်30ပဲချိန်ပေးတယ်ပေါ့နိုင်ွက်ဒါအများဆုံးပဲအပေါ်ပွားသွားရင်ချန်တဲ့ချိန်စားပဲစားစားပဲချန်တာပါအလုံးမှာမလို့အောင်တော့ကဒီတုဒ္ဒဆုံနေတန်ခွဲဝင်မြောက်ခဲ့တဲ့အကြောင်းသား မိဘတွေခုနှစ်တဲ့ចောင်းသားတွေကိုသူတို့ပံ့ပိုးတဲ့အနေနဲ့ဒီအကြောင်းမှာအယောက်20လောက်သုံးလာတယ်ကန်သွင်းပြီးတော့ဒီလိုကြိုးစားခဲ့တဲ့အတွက်ကြောင့်ဒီအောင်မြင်မှုသူတဆောင်နဲ့မတ်ဤကြပြီးပါရမစုကိုထိုက်တယ်ကြာကြီးတယ်လို့ဆရာတော်ပြောချင်ပါတယ်အဓိကကတော့ဘုံရဲ့စနစ်ကြောင့်ပေါ့နော်ဘုံရဲ့စနစ်ကြောင့်ဘုံတိုင်းဘုံရဲ့အဲဘနောညွန်ကြောင်းမှုတိုင်းပဲလဲလုပ်ခဲ့ရတာပါအဲပြည့်ခါမှလည်းဆရာဆင်မ9ယောက်စလုံးကလည်းသူတို့ရဲ့ဘုံဘေးထားတဲ့တာဝန်တွေအကုန်လုံးကျင်းမောင်းလုပ်ခဲ့ခဲ့ရေဘနော သူတို့ရဲ့တင်ပြမှုကောင်းကြောင်နဲ့သမီးဒီစနေရောက်ခဲ့ရပါတယ်အဓိကတော့ဆရာဆမိုင်းနှုတ်ထုတ်ပြီးခဲ့ခါမှာမနော်ဒီစာကိုဖတ်ရုံနဲ့မဟုတ်ဘူးကိုကိုရန်လည်းနားလည်အောင်ကြည့်ခဲ့ရပေါ့အဲကြောင့်မင်းကိုမင်းရဲ့ခါမှာသူကအဲစာအုပ်ထဲရကိုမေးရလဲရှိရဲ့သဘောတရားကိုထုံပြီးမေးရလဲရှိရဲ့ပေါ့နော်ကိုကသဘောတရားသိထားရခါမှာအလိုမျိုးဖြေနိုင်တာပါအဲသမီးလေးရဲ့ထူကြမှုကတော့ဆရာတော်ကတော့ဘယ်လိုပြောမှန်းမလို့ပြောရမယ်ဆိုရင်ဆရာတော်ကပြောနေတာပေါ့နော် ဟိုဘုံဘုံကြောင့်ဗုဒ္ဓမာမကရေကျင်းမှုတင်တန်းသုဒ္ဓဆောင်နေဘုရင်ပြိုင်ပွဲမှာ10ချိန်လောက်ကြောင်းเนาะ9ချိန်လောက်အရင်9ချိန်8ချိန်9ချိန်လောက်ဖြေခဲ့တာမအောင်မြင်ခဲ့တော့ဆရာတော်တော့သူ့ကိုဘယ်လိုမှတ်လဲခုဒီကြောင့်နဲ့သားကပို့လိုက်တယ်လို့တော့ထင်တယ်ပေါ့เนาะဆရာတော်ကြောင်းအတွက်အောင်မြင်ဖို့ရအတွက်ဗုဒ္ဓမာမကမှာတခါပါဘူးရမရဘူးလဲသူ့ကိုရနိုင်တယ်လို့အောင်မြင်လို့ဟိုနတ်တီဖန်ဆင်းပလိုက်တဲ့သူ့ရဲ့လို့တော့ဆရာတော်ခိုင်းတယ်ယုံကြည်တယ်နောက်သူ့ရဲ့ယုံကြည်မှုကရောက်လာခဲ့တော့တီကြည်တယ်အေးအေးသေးတယ် ဘာသာတရားပေါ်မှာကိုင်းဆိုင်တယ်မိဘပေါ်မှာတက်သိတယ်သိတယ်ဆရာသမားဒါဆိုတာဒီတခွန်းမပြောနဲ့ဆိုမပြောဒီတသွေးမတိမ်းမဲ့အခုအရာထားအခုထားတယ်အခုထားဆိုတော့လုံးဝကလုံးဝကိုဒီဘာသာတရားကိုင်းဆိုင်မှုရောမိဘပေါ်မှာတိတက်မှုရောစာပေစူးစမ်းမှုရောဘာမှကိုပြောပြရတာမလို့အောင်ပြည့်စုံတယ်နောက်တစ်ခုကခုပြိုင်ပွဲကြီးကျင်းပတဲ့ခါမှာလည်းနော်သူ့ကိုချစ်တဲ့သူတွေတော်တော်များတယ်ပေါ့နော်ချစ်တဲ့ပုဂ္ဂိုလ်တွေခင်တဲ့ပုဂ္ဂိုလ်တွေတော်တော်များတယ်အဲ့တော့များတဲ့အတွက်ကြောင့်ဘုံကထူးခြားတယ်အဲ့ဒီထူးခြားတဲ့တွေတွေ့ရပါတယ်သူ့နာမည်လည်းတိကျလို့ဆိုတဲ့နိုင်ငံတိုင်းနဲ့ ဟောအီးဆက်ဆက်နဲ့ကြာလူလေးလို့လှပပြီးတော့ရင်နဲ့နေတင်းပြနေတဲ့ကလေးလေးလို့ပဲဆရာတော်ယူချင်ပါတယ်။အဲ့တော့အရင်တော့ကတော့ဒီတိုင်းမိဘရေရပြောတဲ့လောက်တိတလောက်မိဘကိုကွယ်လို့ကိုကွယ်ရမရှိပဲအဲတိတိစီရတိလိုက်ရတော့အခုအခုတက်မှတိချာတိရတာပါ။အဲ तू ကဆရာတို့ကြောက်ရောက်လာတော့ဆရာတို့မိခွန်းနေစမ်းတာပေါ့နော်။ဟိုသူ့အစမ်းလေးချင်တာဘယ်ဆင့်တိရောက်နိုင်လဲဘယ်ဆင့်ဖြစ်နိုင်လားမဖြစ်နိုင်လားဆိုတော့ဆရာတို့စမ်းနေကြတယ်။ तू ကစာကျက်တာကတော့တက်တုံးတလုံးကိုဆယ်ခါလောက်တော့ကျက်တယ်။ ကျက်ပြင်းတာတော့ပြန်မမေ့ဘူးဒီစကလုံးတလုံးရပြီတော့ပြန်မမေ့တော့နောက်တစ်ခုတရားတော်စာမွေးဖြေတိုင်းမိကဘုံဘောမေ့တယ်ဟိုဆရာမတွေဖြေခိုင်းတယ်မိဘဏ္ဍာမဖို့ရေခဲ့တပည့်တော်တလုံးလွဲခဲ့တယ်ဟုတ်ပြီအဲ့တလုံးလွဲဆိုတော့ငါခြေတော်ပြဆိုဆရာတော်စစ်လိုက်တဲ့အခါမှာအဲ့ဒီတလုံးမလွဲဘူးပုံမလွဲဘူးအဲ့ဒါတမိခုဘယ်လိုတော့ခြေရရင်းနေအပေါင်းပြတ်မပြည့်ဖြေနေတာဖြေနေတယ်အဲ့ဆိုပြည့်စက်သွားတယ်ဆရာတော်ကလည်းစစ်တယ်ဆရာမလည်းလုံးဝမလွဲဘူးအဲ့ဒီထူချတဲ့လက္ခဏာတွေရှိတယ်ကွာစနားတော့ဒါဘုရားကကျွန်တော်လက်ခံတော့အနောက်နဲ့တိုင်းပြတော်နဲ့ပါတယ် ရာတော်ဘုရားမဆရာတော်ကဒီပုဒ္ဒဆောင်တဲ့ခံချက်နဲ့သူတို့ပြောထားတယ်ပေါ့နော်ဒါအမှန်တရားပေါ့မင်းရလည်းမေးချစ်တယ်လို့ရှင်မှာပြောခဲ့တယ်ပေါ့နော်။အပြောလဲဆိုတော့ဆရာတော်တို့ငါပုဒ္ဒဆောင်နေကိုပထမမရမချင်ငါမသေးဘူးလို့ပထမရတော့ငါသေးပြောပြီးတော့ငါငါတာဝန်ချေသွားပြီ။နောက်လေလောက်တာမလောက်တာတော့နောက်အပိုင်းမှာဘုရားမင်္ဂလာတင်တယ်တမိုင်းထားခဲ့နိုင်ဘူး။ဆရာတော်အဲ့လောက်ထိအောင်ကိုခံချက်နဲ့နောက်တစ်ခါဆရာတော်ဟိုပါပေါ့နော်။ကိုကိုကိုပြောတာပါဘုဒ္ဓမာပြောတာမဟုတ်ပါဘူးနော်။ဟိုရုပ်ရှင်မင်္ဂလာကြီးကျော်ဟင်းပြောတာကိုသွားတလိရတယ်။ ဟိုတနက်လေးပြစ်တတ်ဖို့နော်ဆယ်နှစ်လက်လေးကိုတတ်ဖို့ဆယ်နှစ် ကျူတာခုဆရာတော်လည်းသုဒ္ဓဆောင်နဲ့ပထမရောက်ဆယ်နှစ်ကျူတာပါတယ်